ဆရာနာတဲမှုကြောင့်ဖြစ်ပေါ်နေတဲ့ပဋိပက္ခနဲ့ပြည်သူတွေပေါ်ဆက်လက်ကျူးလွန်နေတဲ့ဆေးဟုတ်စုရဲ့အကြမ်းဖက်မှုတွေကိုအာဆီယံအနေနဲ့ကင်တွယ်ဖြေရှင်းဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းလိုက်ပါတယ်။ဆေးဟုတ်စုကမြန်မာပြည်သူလူထုအပေါ်အကြမ်းဖက်မှုတွေတိုးမြင့်ကျူးလွန်လာမှုနဲ့ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနကမတ်၁၉ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ အာဆီယံအနေနဲ့ထိရောက်တဲ့ဆောင်ရွက်ချက်တွေကိုချမှတ်ခြင်းအပြင်မလေးရှားနိုင်ငံရဲ့ဥပဒေအဖြစ်ဥဆောင်မှုအောက်မှာလူခွင့်ရေးနဲ့ဒေတာရင်းလုံခြုံရေးပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုစောင့်ထိန်ဖို့တိုက်တွန်းခဲ့ပါသည်။အာဆီယံပြည်ငင်းစာတမ်းမှာပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်တွေအရအာဆီယံဟာရေရှည်တည်တံ့တဲ့ငင်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပတ်ပိုးကူညီဖို့အတိတ်ပဲပြေးဝါတဲ့ရေးယူဆောင်ရွက်မှုတွေကိုလှုံ့ဆော်နိုင်စွမ်းရှိတယ်လို့ UNG ကဆိုပါသည်။လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရ 2023ခုနှစ်ကနေ2025ခုနှစ်မတ်16ရက်နေ့အထိစစ်အုပ်စုကရက်သားပြည်သူဆိုင်ရာနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190အကြိမ်ပြုလုပ်ခဲ့တာကြောင့်ကလေးသူငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်နေုံသာမကကလေးသူငယ်တွေရဲ့အသက်ရှင်တန်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့်ပါဝင်နိုင်ခွင့်နဲ့ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်တွေကိုအာမခံပေးထားတဲ့ကလေးသူငယ်များအခွင့်အရေးဆိုင်ရာဂျနီဗာသဘောတူစာချုပ်ကိုလည်းချိုးဖောက်ရာရောက်တယ်လို့ဆိုပါတယ်။ မြန်မာလူစုကိုကာကွယ်စောင့်ရှောက်ဖို့နဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာခြေခံမှုတွေကိုထိမ့်သိမ်းနိုင်ဖို့ခိုင်မာအကောင်ပြီးစည်းလုံးညီညွတ်တဲ့နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်ချက်တွေကိုအရေးတကြီးလိုအပ်နေတာပါအာဆီယံဖွဲ့အနေနဲ့အခုချိန်မှာ ဘုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ကမြန်မာလူထုရဲ့စံထားတွေနဲ့ကိုက်ညီတဲ့မြန်မာပိုင်းမြန်မာဥဆောင်တဲ့လုပ်ငန်းစဉ်တရက်ကိုပံ့ပိုးကူညီပေးနိုင်ဖို့တိကျပြတ်သားတဲ့ဆောင်ရွက်ချက်တွေချမှတ်နိုင်မဲ့အခွင့်အလမ်းတွေရှိနေတယ်လို့ NUG ကဆိုပါတယ်။အခုချိန်ကဟာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတဦးချင်းစီတိုင်းရဲ့တရားမျှတမှုရင်းကျက်မှုနဲ့ဂုဏ်သိက္ခာတို့ကိုပြန်လည်ဖော်ဆောင်ပေးနိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြတ်ပြတ်သားသားဆောင်ရွက်ရမယ့်အချိန်လို့ ASEAN ကိုတိုက်တွန်းထားပါတယ်။